အန်တီရဲ့နှစ်စည်းဝေါကလည်းဖြတ်သွားတာအရင်လိုပဲထင်ပြီးတော့နေလိုက်တာပြီးတော့ပြန်ဝဲလာတယ်ဘုံဆိုမဲမှောင်သွားတာပဲတအပြေးတာတဲ့တာတော့ထိခိုက်သွားတာတချစ်တော့ကြည့်သွားဖြစ်သွားတယ်အဲ့လိုကလွဲပြီးတော့မှဘူးမှစီကပတ်ကုန်မပြောနိုင်ဘူးအဲ့တော့သူတို့ပြောတယ်ဘုံသာမှန်ရင်အောက်ကိုကျင်းကြီးတူးရမယ်ကျင်းကြီးအနက်ကြီးရှေ့ရမယ်လို့ပြောတော့ ကလပ်စတာဘုံမှာလို့သူတို့ကတွေ့ဝိုက်ပြီးတော့ဝင်ခံသွားတာဟိုစိတ်ရောကိုပါပေါ့နော်ဒီရက်ဆက်ကြမ်းကြုံမှုကိုအရသာခံပြီးတော့ကိုမတိုက်ခိုက်တဲ့ပုံစံမျိုးကိုတဖြည်းဖြည်းပြောင်းလာတယ်အဲ့လိုကြီးဘုထိုင်ထိုင်ပြီးတော့အေးငါမြေးနေသွားတဲ့နောက်ငါသားသမီးတွေသွားတဲ့နောက်ငါတို့လိုက်တော့ပါမှာအေးဆိုပြီးတော့ကိုလုံးဝစိတ်ကောလူရောပေါ့နော်အဲ့လိုခြုံငုံကြနေတဲ့အနေထားတွေဖြစ်နေတာရှင်ကျမရောက်မယ်လို့ထင်တဲ့နေရာပေါ့နော် အကြောင်းပေါ့အဓိကအဲ့ဒီအကြောင်းလေးကိုဦးစားပေးပြီးတော့မှကျဲပါတိုက်ခိုက်ပါဆိုပြီးတော့မှပြောထားတယ်ပေါ့အဲ့တော့ကျမလုံလုံရဲ့တက်ကတော့ထူးလို့ဂိမ်းမဆိုင်တော့ပါဘူးစကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်ကြေးရွာစာတင်ကြောင်းဘုံကျဲခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတွားရောက်တရင်ယူကူညီလုပ်ကင်ပေးနေတဲ့ CDN ကထိကဆီယာမရီဒီအုံးနဲ့အထူးမင်းမြန်တင်ဆက်ထားပါတယ်ပဲရင်စာတင်ကြောင်းဘုံကျဲသည့်ကိစ္စတက်တည်နှစ်တကွာမြင်တွေ့ရသည်ကိုမီဒီယာများကလောက်ကျန်ရေးသားခြင်းဟုစစ်ကောင်စီပြောင်းလဲပြန် ဒီပဲရင်မျိုးနဲ့တွင်းရှိ အိုးထိန်တွင်မြောက်ကြေးရွာစာတင်ကြောင်းကိုလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေး20ဦးအပါဝင်22ဦးသေဆုံးခဲ့ရတော့လဲစစ်ကောင်စီကရင်းမာမီဒီယာများကလုံခြံရေးသားကြခြင်းဖြစ်ကြောင်းမေလ12ရက်နေ့တွင် ထုတ်ပြန်သည့်ဒီပဲရင်မှာစာတင်ကြောင်းကိုတပ်မတော်မှဘုံကျဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်းပြည်ဖြတ်မီဒီယာများကမဟုတ်မမှန်လုံခြံရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါတယ်အဆိုပါသတင်းနှင့်ပတ်သက်ပြီးတက်ဆိုင်ရာနယ်မြေခံလုံခြုံရေးတာဝန်ရှိသူတို့ဦးရဲ့ပြောကြားချက်အရ အဆိုပါသတင်းမှာမှန်ကန်မှုမရှိဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများ၏ည၈နာရီသတင်းတွေနဲ့တွင်းကြေညာသွားခဲ့သည်စစ်ကောင်စီအနေဖြင့်စစ်ရေးပြတ်မှတ်မဟုတ်သည့်နေရာများကိုဘုံကျဲတိုက်ခိုက်မှုမလုပ်ကြောင်းပြောကာနိုင်ငံတော်အစိုးရအနေဖြင့်အနာဂတ်မျိုးဆက်တစ်ကြောင်းသားကြောင်းသူများပညာရေးမြင့်မားစေရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိသည်မှာပြည်သူများသိပင်ဖြစ်ဟုလည်းပါရှိသည်ဒီလ၁၂ရက်နေ့ပါနော်ဒီစကိုင်းတိုင်းဒီပေးမြို့နယ်ဒီအိုးတိန်တွင်ရွာမှာရှိတဲ့ဒီစာတင်ကျောင်းကို စစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့အတွက်ဟိုကလေးငယ်ကျောင်းသူကျောင်းသား22ဦးတေဆုံးပြီးဆရာ2ဦးတေဆုံးသွားတယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးဒဏ်ရာရတဲ့သူတွေအများကြီးဆိုတော့လေအခုနောက်ဆုံးတော့ထပ်ပြီးတေဆုံးတာတွေရှိသေးလားဗျအဲ့ဒါလေးသိပြရတယ်ဟုတ်ကဲ့ကွယ်လွန်တာကကျောင်းသားကျောင်းသူကအယောက်20ဆရာဆရာမဆရာမပေါ့နော်၂ယောက်နဲ့စုစုပေါင်း22ယောက်ပါမနေ့ကတော့ကျောင်းသားတယောက်ထပ်ကွယ်လွန်တာကြောင့်မလို့လူဦးရေက23ယောက်ဖြစ်သွားပါပြီကွယ်လွန်တာကဟုတ်ကဲ့ဒါရရသူတွေကရောဟိုပြောလို့ရလားဘယ်နှယောက်လောက်ရှိလဲဗျ ခတ်မှန်းချေပေါ့နော်ယာကျော်ပတ်ချာလဲမှာရှိပါမယ်ရှင်အဲ့တော့ဆီယမကဒီအခင်းဖြစ်တဲ့နေ့မှာပဲပေါ့နော်အခုလိုဘုံချက်ခံရတဲ့နေ့မှာပဲဆီယမကိုယ်တိုင်အဲ့မှာရောက်ပြီးတော့ဟိုဆီယမရှင်းပြတာပေါ့အခြေအနေလေးကိုလေနော်အကြောင်းပါဆိုတော့ဆီယမကအဲ့ဒီဟိုဖြစ်တဲ့အချိန်တုန်းကဆီယမအဲ့မှာရှိလားနောက်မှရောက်သွားလားအဲ့ဒီကတနေ့တာဆီယမရဲ့အဲ့လိုမျိုးရက်ကူးရတဲ့ဖြစ်စဉ်လေးကိုနည်းနည်းရှင်းပြပါလားဗျာဆီယမကမော်ရံမြို့ထဲမှာရောက်နေတာလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်ပြန်ခင်းမှာတုံးမဲ့လိုအပ်တဲ့ပစ္စည်းလေးတွေတော့ဝယ်နေတာအဲ့ဒီဝယ်နေတော့မှပဲအတန်အရင်ကြားရတာ တမိုးချိန်လာလားဗာလားပေါ့နော်အဲ့လိုပဲထင်နေတဲ့ချိန်မှာနောက်တော့ဖုန်းကနေမက်ဆေ့ချ်တောင်းလာတာဒါအကူညီတောင်းနေအာကြောင်းကိုထိခိုက်တယ်ထိခိုက်မှုများတယ်ကုဏ္ဏနဲ့ကုကြောက်ပါအောင်ဆိုမက်ဆေ့ချ်ဝင်လာတဲ့ချိန်မှာကျမတို့ကမုံရမြုံလေးကနေအဲ့ဒီအခင်းဖြစ်သွားတဲ့နေရာကိုကျမတို့ကပြန်ဆုတ်ခဲ့အဲ့တော့ဒလက်ချမ်းပြန်လာတာတောင်မှကျမတို့လမ်းမှာ၃နာရီကျော်ကြာကြာအဲ့တော့ရောက်သွားတော့အကြောင်းလုံးပေါ့နော်ဒီစိတ်ချမ်းသာစရာမြင်ခွင်းနဲ့ပဲတွေ့ခဲ့ရတယ်အားလုံးက အပြက်အစည်းတွေပေါ့အမိုးတွေလည်းပွင့်ထွက်အာစတင်ပုံတွေကလည်းအကုန်ပြင်ထုတ်ထားတင်ထုတ်ထားဆိုအလောင်းကောက်ကိုထိုးရတာတွေးစုံနေတဲ့ဖဏတ်တွေကွန်ပါဦးတွေစာအုပ်တွေလွဲအိတ်တွေကျောင်းအိမ်ကြီးအဖြူလေးတွေနောက်ကိုတငယ်ချင်းတည်သွားလို့ဟိုကြယူကြလို့နေကြတဲ့ကလေးတွေအသားသမီးတွေရဲ့ပစ္စည်းတွေတွင်းတူတဲ့နဲ့ဖူရှာရှာရှာနေတာပေါ့ဆိုလက်တန်းလေးတွေဘာလေးတွေခေါင်းဝင်လေးတွေစပင်လေးတွေတွေ့တယ်အဲ့ဒီမိဘတွေနဲ့ဆိုတော့အာတချောင်းဝင်းလုံးဟာစိတ်မချမ်းသာစရာပဲ ီဘုံစားပေါ့နော်အဲအစာနာလွင့်ထွက်ထားတဲ့ကျင်းနေဆိုတာလည်းကြောင်းပတ်ချာလည်းမရာချီအဲ့ဒီကျင်းနေလည်းတကယ်စိတ်မချမ်းသာစရာပေါ့နော်အဲ့ဒီမြင်ခွင့်နေတော့ကျွန်မရောက်တော့တွေ့ခဲ့ရရှင်ဟုတ်ကဲ့ဆရာမရောက်ရောက်ချင်းပဲအဲ့ဒီမှာဟိုရိုက်ကူးလာဟိုတခြားအဲ့ဒီဟိုကလေးတွေမိဘတွေကိုဝိုင်းပြီးတော့ကူညီဆောင်ရွက်ရရှိလားကျွန်မကဖြစ်တဲ့နေရာကိုကနောက်မှရောက်တာအဲ့ဒီထိခဲ့တံရရတဲ့ကလေးတွေကိုဖယ်ထုတ်ထားတဲ့အဝေးနေရာပေါ့အဲ့ဒီနေရာကို အရင်ရောက်သွားတာရောက်သွားတော့အဲ့ဒီမှာကုတာကြီးဖွဲ့နေရပါတော့နော်နေရအစုံကပဲအကုန်လုံးပြေးချလာတာပေါ့နော်သူတို့တွေကုတာမှုပြုတ်နေတာလေးကိုကျွန်တော်တို့ဟိုဟာလေးကိုဝိုင်းကိုဒါလေးဝိုင်းကိုပေါ့ခုပြီးတော့မှဖိကိုက်တဲ့ကလေးတွေနဲ့ကျွန်တော်တို့လိုက်ပြီးတော့စကားပြောတယ်သူတို့အမိတွေနဲ့လည်းသူတို့ငိုတာကိုကျွန်မလည်းရောလိုက်ငိုတာပါခက်တဲ့ဆွေးနွေးနေဆိုတာထပ်ပေါ့နော်တချို့ကကြတော့တယောက်ကတည်လို့ရွာမှာအလောင်းပြင်ထားခဲ့ရတယ် ီမှာတယောက်ကထိခဲ့တယ်ညီမတယောက်တယောက်ကအကြီးမကွယ်လို့မင်းအမေမကထိခဲ့တယ်လည်းဒီမှာပါလာတယ်ဆိုတော့သူတို့မှဂျင်ဖွင့်စရာတွေအများကြီးဖြစ်နေတော့ဟိုကြပေါ့နော်အဲ့ဒီကိုကျွန်မအရင်ရောက်တာအဲ့ဒါရောက်ပြီးတော့မှအဲသူတို့နဲ့စကားပြောပြောပြီးတော့မှဖြစ်တဲ့နေရာကိုထပ်ရောက်သွားတာရောက်သွားတော့ဒီလိုကိစ္စရတဲ့အတိုင်းမှာကျွန်မတို့ကတက်တည်ရဲလို့ခန့်ခိုင်မှမရှိစစ်ကောင်စီကအများအားအောက်တန်းကြပြီးလိန်ညာလေးရှိနေတယ်ဆိုတော့ကျွန်မကကနန်မှာဝေဘူးလာမှာ ဘုံကျဲကလေးကတိပ်ပြီးသားသူတို့မလုပ်ဘူးလို့ပိတ်ပြီးညင်းမှာအဲ့အတွက်လုံလောက်တဲ့တက်တဲ့အချက်လက်တော့ရမှဖြစ်မယ်ဆိုပြီးကျွန်တော်တခြားမှတ်တမ်းတွေလည်းလိုက်ပြီးတော့ရိုက်ထားတယ်ဒီကျမနဲ့လည်းဒီ movie လေးတွေလည်းရိုက်တယ်နောက်ဒီဒီမိထိုက်တဲ့သူလေးတွေကိုလည်းကျွန်တော်တို့မေးတယ်ပေါ့နော်တပ်ဖို့မှတ်တမ်းတွေတခြားလိုက်ပြီးတော့ယူရာလေးတွေလုတ်ဖြစ်တာရှိတယ် ဟုတ်ကဲ့ဆရာမပြောရတဲ့တစ်ဆက်တည်းပေါ့နော်အဲ့ဒီမှာပဲစစ်ကောင်စီကညဘက်မှာတရင်ကျင်ကြတယ်ဒီဖြစ်စင်မှာဒီကိစ္စကဟိုသူတို့လောက်တာမဟုတ်ဘူးဆိုပြီးညင်းသွားတာပေါ့နော်သူတို့ဒေတာကန်ရှိတယ်သူတို့လုံခြုံရေးကိုလှမ်းမိတယ်ဒီလိုဖြစ်စင်မရှိဘူးပေါ့လေရင်နဲ့သွားကျဲတာမျိုးမရှိဘူးလို့ပြောတယ်ပေါ့အဲ့တော့သူတို့အနေနဲ့ကလည်းဒီကလေးတွေပညာရေးအတွက်ရေတော်မြောက်ပွေးတော်အဓိကထားနေတာဖြစ်တဲ့အတွက်သူတို့လောက်တာမဟုတ်ဘူးဆိုပြီးညင်းသွားတာပေါ့ဆရာမအဲ့တော့ဆရာမနေအဲ့ပေါ်ပါပြောချင်တယ်ဗျာဟောစစ်ကောင်စီကဘယ်လုံးမှာအမှန်တရားကိုသူတို့ပြောဘူးလို့လေသူတို့ပြောတာတွေအားလုံးကအမှားတွေကြီးပြီဆိုတော့ ဒါအခုလည်းသူတို့ကဒီလိုလေအောင်မှာပဲဖြောင်းလိမ်ဖြောင်းစားတွေလုပ်ပေါင်းပါပဲအဲ့တော့အဲ့ဖြောင်းလိမ်ဖြောင်းစားကသူတို့အာနာတီနေရတယ်သူတို့လုပ်တာအဲ့တော့သူတို့ကတော့သူတို့ကိုကြိုးတယ်သူတို့လုပ်တာလေဒါကဘုံမလိုက်လံပြီးထောက်ခံနေတဲ့အားပေးနေတဲ့ယုံကြည်နေတဲ့သူတွေကကိုကြိုးစီပါဘလောက်ရလိမ့်မယ်ငွေကြေးတွေဘလောက်ရထားလို့ဒီကိစ္စတွေမဟုတ်မှန်းတိတိနဲ့ဘူးခံပြီးတော့လုပ်ပေးနေတာလေအဲ့လိုပဲကျွန်မအမေးချင်နေရှင် ဟုတ်ကဲ့ဆရာမအဲ့ဒါဆိုနောက်ထပ်တစ်ခုကျွန်တော်ဆက်ပြီးသိလို့ပါတယ်အဲ့ဒါတော့ဆရာမတော့အခင်းဖြစ်ပြီးမှရောက်သွားတာဆိုတော့လေအဲ့ဒီလိုဘုံကျဲတဲ့နေရာမှာဟိုမျက်မြင်ပေါ့နော်ကိုတွေ့တွေ့လိုက်ရတဲ့သူဘယ်သူများရှိလဲဗျာသူတို့ရဲ့ပြပြချက်တရားကိုဘယ်လိုမျိုးပြောတာမျိုးကြားရလဲအာကိုတွေ့မျက်မြင်တဲ့တရားကအများကြီးပဲလေထိခိုက်ဒဏ်ရာရတာတောင်မှလူတရားကျော်အဲ့ဒီတရားလုံးလုံးကဒီအကျက်တဲရနေမှာအသက်ရှင်လွတ်မြောက်လာကြတဲ့လူတွေသူတို့ကအကောင်းဆုံးမျက်မြင်တဲ့တည်နောက်သူတို့ရဲ့ ။တမိဘဆွေမျိုးတွေအာဒါတွေအကုန်လုံးကဒီအဖြစ်ပြက်ထဲမှာအကုန်ပါတာပဲ။အဲသူတို့စိတ်တွေတည်ငြိမ်လာတဲ့တစ်ချိန်ကျရင်ကျမတို့အေးအေးဆေးမေးလို့ရမယ်။အခုကျမတို့ကလေးတွေကိုမေးကြည့်တဲ့အခါမှာဟာအန်တီရဲ့နှစ်စီးဝေါကနေဖြတ်သွားတာ။အရင်လိုပဲထင်ပြီးတော့နေလိုက်တာ။ပြီးတော့ပြန်ဝဲလာတယ်။ဘုံဆိုမဲမှောင်သွားတာပဲ။တအပြေးတာ။တားတော့ထိခိုက်သွားတာတားချက်တော့ဒီပါဖြစ်သွားတာအဲ့လိုကလွဲပြီးတော့မှဘူးမှစီကာပတ်ပုံးမပြောနိုင်ဘူးပြောလဲမပြောရဲဘူး အကြောက်တရားရှိအင်တန်ရိုးသားလာတဲ့တောသူတောင်သားတွေအဲ့ဒီမှာရှိနေတဲ့တကယ်ဒီထက်မှပါတဲ့ခံစားရတဲ့လူတွေမေးတဲ့ခါကျရင်အကြောက်တရားကြီးဆိုးတော့ငါမျက်နှာမပေါ်အောင်ရိုက်ပြီးအမေခွန်းတွေမေးတဲ့ခါကျတော့လေအဲသူတို့မဖြေရဘူးမဖြေတတ်ကြဘူးနောက်ပြီးတော့ခဏခဏပြန်မတွေးချင်တာလေမေးရဲကျွန်မမေးရမနေ့ကမဟုတ်အဲ့နေ့ကပေါ့နော်ကလေးတွေတွေ့တော့ဘယ်ဖြစ်တာလဲအသက်ကဘယ်လောက်ရှိပြီလဲအတန်တန်တင်တာလဲဆိုတာတောင်မှဖြေချင်စိမရှိချောက်ဖြေချင်စိမရှိတာကဘုလောလောလတ်ဆက်ရင်ဆိုင်ထားရတဲ့ တန်းကြောင်ရောငကိုကလေးကရိုးသားအေးစေးကြတဲ့တောတူတောင်သားတွေရောမျိုးရှိအခုဆီယမတွေ့တဲ့အနေအထားပေါ့နော်သူတို့ဒီစစ်ကောင်စီထောက်ကမ်းတဲ့လော်ဘီတွေကဆက်ပြီးတော့အမျိုးမျိုးအချက်လက်နေတယ်သူတို့ပြောတာပေါ့နော်ဥပမာတစ်ခုဆိုရင်ဘုံစံမရှိဘူးပေါ့နော်ပမာလဲဘုံစံဟိုကြကွဲလို့ရှိရင်မြေကျွန်းကြီးတွေဖြစ်တယ်ဒါမျိုးပေါ့နော်ဟိုသူတို့ဘက်ကနေပြီးတော့ထောက်ကမ်းပြီးပြောတဲ့လူတွေလည်းရှိရဲ့ဆီယမဆိုအဲ့ဒီဟာတွေကရောဆီယမကကိုဗစ်တွေ့ရဆိုရင်ဘယ်လိုမျိုးပြန်ရှင်းပြနိုင်မလဲဗျအဲ့တော့သူတို့ပြောတယ်ဘုံစံမှန်ရင်အောက်ကို ချင်းကြီးတူးရမယ်ချင်းကြီးအနှက်ချင်းရှေ့ရမယ်လို့ပြောတော့ cluster ဘုံမှာလို့သူတို့ကတွေ့ဝိုက်ပြီးတော့ဝင်ခံသွားတယ်ဟုတ်တယ်ရှေ့ကကျွန်မကြုံရဘူးတဲ့ဒီတိုက်ခိုက်မှုတွေပေါ့နော်မျက်စိရှေ့မှာနေဒီဟာကြီးကဘုံကနေကြာကြတယ်ကျွန်မတို့လည်းမလှမ်းမကမှကြာကနန်ဖြစ်စင်တယ်သူကလူခါလောက်ရှိတယ်ကျင်းနော်အနှက်ပေါ့အနှက်ခါလောက်ရှိတယ်ကျင်းမှာအလောက်အကျယ်ပေါ့အကျယ်ပါလဲဆယ်ပြည့်ပတ်ချာလဲတော့ရှိတယ်ကျင်းကြီးပေါ်လာတယ်အဲ့ဒီကျင်းကတော့ဒါတေချာပေါ့ဘုံချသွားတာကျွန်မတို့မျက်လုံးလေးလေးမြင်နေဒီနားနယ်လေးကြားတယ် ဖြစ်ဖြစ်ချင်းကျဲပြီးတော့စက္ကန့်ပိုင်းအတွင်းမှာလည်းအဲ့ဒီနောက်ရောက်သွားတယ်တေးကြတယ်ဒါတော့ဟုတ်ဒီဖြစ်စဉ်မှာတွေ့ရတဲ့ခါကျတော့ cluster ဘုံလို့ခေါ်မိဟာကလေးတွေလည်းပြောတယ်ဘုံလေးကြတယ်နောက်တစ်ဆင့်ထပ်ကွေးဖလောဆိုပြီးတော့မှဘဒူအောင်ဒုံးနဲ့ထိုးသူလို့ထွက်လာတာအဲ့ဒီဖလောကနေထွက်လို့လေနေရအနှံ့အပြားမှာအနက်6လက်မဒုံမို့7လက်မလောက်ရှိတယ်အဝါအကျေက7လက်မလောက်ရှိတယ်ကျင်းလေးရရာချစ်ပြီအဲ့ဒီကျင်းလေးတွေကဘယ်ကဖြစ်လာတဲ့ကျင်းလေး ဆာမပူရင်သူတို့ဘောနဲ့ဆက်တယ်လို့ဖြစ်တာသူတို့ပြောတယ်လို့ကျမတို့ဘက်ကဟိုလက်နဲ့ထုတ်လို့ပေါက်ခွဲတယ်ဆိုအဲ့ဒါလောက်ထိဖြတ်အားပြင်းတဲ့လက်နဲ့ကျမတို့မှထုတ်နေနိုင်မှာတော့သူတို့လာပြစ်မှာပေါ့အဲ့လောက်ဖြတ်အားပြင်းတာကျမတို့စိတ်မရှိပါဘူးသူတို့သာငလျင်ချောင်းပို့လို့လာလှူဒန်းတဲ့အလှမီးတွေရလာတဲ့သူတို့နဲ့တစ်ချိတ်ခဲတညံနဲ့ဖြစ်တဲ့နိုင်ငံကထောက်ပံ့တဲ့ဝေကြီးတွေနဲ့ပြည်သူတွေပေါ်မှာရရဆက်ဆက်ဒီလိုမျိုးဖြတ်အားပြင်းတဲ့လက်နက်တွေကိုဖော်ချင်းတော်ချင်းတုံးပြီးတော့အခက်နေနေမှာရှိတယ် ဟုတ်ကဲ့ဆရာမအဲ့တော့နောက်တစ်ခုကတော့ဟိုသူတို့ထပ်ပြီးတော့စောရကတက်တာပေါ့နော်ဟိုအခုချိန်ကဟိုကြောင်းကြောင်းတက်တဲ့ယာတိမဟုတ်ဆိုပြီးတော့လဲသူတို့ထောက်ပြတာရှိတယ်ဆရာမအဲ့ပေါ်ကရောဘလို့ပြောလို့မလဲ NUG ရဲ့ပညာရေးစနစ်ကဘလို့ run နေလို့ပြောနိုင်မှာလဲအဲ့တော့ကျွန်မက NUG မပါဘဲနဲ့အလွတ်သဘောကိုပြောမယ်အဲ့တော့သူတို့ရဲ့စကားမှာအောက်တန်းကျသေးတဲ့စိတ်ဓာတ်ကဘလောက်တောင်ပေါ်နေတယ်ငါတို့ဘက်ကကြောင်းချပြီးမဟုတ်လို့ခွင့်တဲ့ကြောင်းကိုဘုံကျဲတယ်လို့သူတို့ဝင်ခံရရောက်ပါတယ်အဲ့တော့ ူတို့ဘက်ကပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပဲဖြစ်ဖြစ်ပညာသင်ကြားတယ်စေဝါကုသတယ်ဆိုတာကလူသားတိုင်းရဲ့အခြေခံလူအခွင့်အဲ့တော့ဘယ်အချိန်မှာပဲဖွင့်ဖွင့်ဘယ်အချိန်မှာပဲတင်တင်တင်ကြားတဲ့သူရဲ့တင်ယူမဲ့သူရဲ့လာရောအညီတွေရှိနေနေတိအချိန်မှာဆိုကြောင်းပြလို့ရတယ်ကျမတို့ဘက်ကကြောင်းနေကဒေတာအခြေပြုရက်ရွာအခြေပြုရက်ရွာနဲ့အဆင်ပြေတဲ့အချိန်မှာကျမတို့ကကြောင်းကိုဖွင့်အဓိကက ူတို့ဘက်ကစစ်ကြောင်းမထိုးတဲ့အချင်းဒီလိုလေရင်ဘုံမကျဲတဲ့အချင်းဘေးရန်တွေကင်းတဲ့အချင်းလေးတွေဥစားပြီးဖွင့်တယ်။နောက်ပြီးတော့စီပွားရေးအင်အားအရာလေယာဉ်လုံးမှခမင်းစားရတဲ့ဘဝကြီးပို့လို့လေယာဉ်လုံးပါတဲ့အချင်းပါပညာတင်အဲ့ဒီမှာကစဘာရိတ်ကြမယ်ကောက်ဆိုင်ကြမယ်ပဲနှုတ်ကြမယ်ဆိုတဲ့အခြေအနေတကြောင်လုံးနီးပါးဟာအငှားလိုက်ပြီးတော့ငွေရှာတာတောင်းပညာတင်ကြဖို့တော့ငွေရှာတာအဲ့ဒီအတွက် အဲ့ဒီအချိန်နဲ့လွတ်ကင်းအောင်လို့လေသူတို့ကအောင်းကိုဖွင့်ရပြီကြာတာအဲ့တော့ဒီလိုမျိုးအောင်းဖွင့်ချိန်မဟုတ်ဘူးလို့ပြောတော့မြို့ပေါ်မှာရောအခုအချိန်ကာလမှာဘာတင်တန်းဘာအောင်းမှမဖွင့်ကြဘူးလားသူတို့ပဲသူတို့ကလေးတွေကို summer school တွေ private တွေ english school တွေဘာသာစကားတွေတရုတ်ပေသီးတွေဒီလိုချိန်မတင်ကြရမှာမဟုတ်ဘူးလားအဲ့ဒီဘက်မှာတင်ကြလာကြတော့မှန်တယ်ပေါ့ဒီဘက်ကကလေးတွေကြတော့အခြေခံတင်ကြရတဲ့ကျောင်းတင်ရိုးလေးကိုတောင်းလွတ်လွတ်လပ်လပ်တင်ခွင့်မရအောင်လုပ်တယ်ဆိုတော့ကိုအောက်တန်းကြတယ်တာသမီချင်းကိုချင်းမစားတယ် ဲ့လိုမျိုးလို့ကျွန်မတို့ပြောချင်ပါရှင်။အဲ့တော့ဒီ UI ရဲ့အခြေအနေလေးလေးဆရာမနည်းနည်းရှင်းပြပါဒီ UI ကတော့ဒီ NUG စုံမိုးတင်ချုပ်ထားတဲ့နယ်မြေလို့ကျွန်တော်အကြံပေးနားလေတယ်လေ။အဲ့တော့အဲ့ဒီမှာဟို PDF တက်ဖွဲ့တွေပါရအခြေပြုနေထိုင်တာလားဒီလို UI အလွတ်တက်တက်လားဟိုအခြေအနေလေးအဲ့ပတ်ဝန်းကျင်လေးရောဘယ်လိုမျိုးလုံခြုံရေးကမထိခိုက်တဲ့ဟာမျိုးဆိုရင်လေဘယ်လိုမျိုးပြောနိုင်လဲဗျ။ပြောနိုင်ပါတယ်ကျွန်တော်တို့အဲ့ဒီအဲထဲမှာအဲကြောက်မှဖွင့်ထုတ်ထားတဲ့အလံကိုကြည့်တယ်။အဲ့ဒီလံဘာလံလဲ။ ကျွန်တော်တို့ NGD ကစိုးမိုးပြီးတော့မှရက်ရွာကိုဖိအားပေးပြီးတော့မှအလံကိုပြောင်းခိုင်းထားတာမျိုးဗာမျိုးဆိုဒီလံပင်စရာအကြောင်းရှိလို့သူ့ဘာသူငကိုကလေးကတိုင်းရှိနေတဲ့မြန်မာနိုင်ငံတော့အလံလေးနဲ့အေးအေးသာသာသူ့ဘာသူစာသိနေလို့စာသိချောင်းနေငကိုရေရှိနေတဲ့အလံလေးကိုပဲကျွန်မကတိုင်တဝက်ကိုဒါဖြွင့်လိုက်ပါအဝမ်းနဲ့တိတ်မလို့ဆိုပြီးလုခိုင်းပါလေအဲ့တော့ဒီရွာမှာအခြေချနေတာမျိုးရှိလားမရှိဘူးရွာကမှဒီအင်ဂျီလေးပေါ့အင်အောင်စုလေးက300လောက်လေလူလေး500 600လောက်ပဲရှိတာ တို့အခြေချနေထိုင်တာမျိုးတွေဘာလို့လဲမရှိဘူးအခုတော့တို့ကြောက်ချင်ကြောက်မှာပေါ့ဒီရွာကလေးကဒီပတ်ချလဲမှာရှိနေရွာအုပ်စုလေးတွေပညာတတ်တော်ထွက်တယ်အဲ့ဒီကျောင်းအုပ်စုထဲမှာပြိုင်ပွဲတွေထူးထူးဆာမွဲတွေစာစီစာကုန်းတွေစသဖြင့်ပြိုင်ရတဲ့အခါတိုင်းမှာအယောက်20ရွေးတယ်စုပေးတယ်1500လောက်ကအဲ့ကျောင်းကထွက်တယ်အဲ့ဒါကိုတို့ကြောက်နေပဲပညာတတ်တအားပေါ်တဲ့ရွာမှုလို့အညွန့်ချိုးပြီးတော့မှဥနိုင်ပလိုက်တဲ့သဘောမျိုးနဲ့ရွေးချက်ထားတယ်လို့ကျမကတော့ယူဆနေရှင့် ဟုတ်ကဲ့အဲ့တော့ဟိုနည်းမြင့်ချင်းနေရအဲ့ဒီပတ်ဝန်းကျင်မှာဖြစ်ဖြစ်အဲ့ဒီကျော်မှာဖြစ်ဖြစ်ဥမာဟိုတိုက်ပွဲတွေဖြစ်နေတာမျိုးစီရေးရဟိုလှုပ်ရှားနေတာမျိုးပေါ့နော်တစုံတရာတန်ရှင်ဖြစ်နေတဲ့အခြေအနေရောရှိလာတယ်အခုတို့တို့ဘုံလာကျတဲ့အချိန်ကတန်ရှင်ဆိုတော့ဒီလိုပြောရမယ်တို့ဘက်ကတော့စစ်တောင်းတွေထွက်လာတာရှိဒါပေမဲ့အဲ့ဒီနီနာကချာလဲမှာတော့ကျွန်တော်တို့တောင်းသွားလို့ရနေသေးတာလေဒီလိုမျိုးတိုက်ပွဲဖြစ်နေတာမျိုးမရှိဘူးဒါတော့သိကြတယ်ကျွန်တော်ကိုနှိုက်တောင်းမှာမုံရောင်မျိုးတွေကနေအဲ့ဒီအရောက်ကို ပြန်လာလို့ရနေသေးတာပဲဒီလိုတိုက်ပွဲရှိတာမျိုးမဟုတ်ဘူးသူတို့ကတော့ဒါအတိုက်ပွဲရှိလို့ခြော်ပြီးတော့ဖြစ်တယ်လို့ပြောဘာမှခြော်ကြရမရှိဘူးကျောင်းကကြွားထဲနဲ့လည်းတအားကြီးဆက်ဆက်ရှိတာမဟုတ်ဘူးသူတို့ကသူဒီကြားလေးအပင်လေးတွေအောက်ထဲမှာတတ်တာရာလေးကျောင်းပေါက်ဆသေးတယ်။ဘာမှကိုမဆိုင်ပါဘူး။ဒီကလေးတွေပညာတတ်တော်ကလို့အသိပညာတွေမြင့်မားလာရင်သူတို့ရဲ့စိတ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်လို့မရဘူး။သူ့ခွက်အုပ်ချုပ်လို့မရဘူး။ဒါကြောင့်မို့လို့ဒီပညာသင်ကြားရေးကိုအနောက်ရှက်ပြီးတော့ပါရှင်။ โอเคဆ ्याम ကကုနာပြောသလိုပေါ့နော်အရင်ဘုံကျဲတာမှာဆ ्याम ကကြုံမှုတွေကျွေးကြီးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကျဲတဲ့ခါမှာထိခိုက်မှုတွေအကြောင်းတွေလည်းရှိတယ်နော်အရက်သားတွေခလေးတွေတေးတာလည်းဒါကျိန်ပေါင်းမနေတော့ဘူးသူဆ ्याम ကလည်းတစုံတရာကြုံမှုတွေဆိုတော့ဆ ्याम ကအတွေ့အကြုံရဆိုငကိုတော့ကသူတို့ဘုံကျဲတာနဲ့အခုဒီရွာမှာဘုံကျဲတဲ့ဖြစ်စဉ်နဲ့ရှင်းကြည့်မယ်ဆိုဘယ်လိုမျိုးထူရတာဟိုခြားနားမှုပေါ့နော်ကွဲပြားမှုတွေဖြစ်ဖြစ်ဆ ्याम ရဲ့သုံးသက်ချက်တွေဘယ်လိုမျိုးတွေ့ရလဲတော်လန်ရဲ့အစပိုင်းလုံးကဒီဘုံကျဲတဲ့ခါမှာရင်မောင်းနေတာပေါ့နော်ပိုက်တော့ပေါ့လေမောင်းတဲ့သူတွေက တရားကြည်တယ်လို့ခဲ့ဒီထဲမှာဟိုသေစီလူတဲ့စံသားတွေရရဆက်ဆက်လုံလို့တဲ့သဘောထားတွေအောင်ဝဲခံလို့တဲ့သဘောထားတွေမပါဘူးဒါကြောင့်မလို့ကျဲလိုက်တယ်တဆွေးကွင်းမှာဆွေးပြီးတော့မှလုံနေတဲ့ခြေလို့ကျဲတယ်ဒါပေမဲ့ဝေးဝေးမှသွားကျဲတယ်ဒီလိုပုံစံတွေ့ရအခုနောက်ပိုင်းကျတော့သူတို့ကအဲအခု live ပေါ်မှာလည်းတွေ့လာပါတယ်သူတို့ရဲ့ Facebook page တွေပါလေပါပေါ့နော်အဒီ pilot တွေရဲ့အမိသားစုတွေဘယ်မှာနေရပါတယ်ဆိုတာပေါ့နော် line ပေါ်မှာတက်လာတဲ့ခါကြတော့သူတို့ကိုနှိုက်ကိုကကိုအောက်ဝဲခံတဲ့ပုံစံမျိုးတွေနောက်တစ်ခါမင်းကင်းမင်္ဂလာဆောင်မှာကျဲတဲ့ခါမှာဒီလေရင်ပေါ်မှာဖောက်ပြီးနေလေရင်ပေါ်ကကိုနော်အချင်းတွေဖွင့်တာဖွင့်ပြီးတော့မှကိုအောင်းလေးအောင်းသားတွေတုံးတော့ဒီမြင်တဲ့လူတွေကဟာဒီလေရင်ကဘာလဲပေါ့နော်ဟိုအချင်းတွေလည်းစုပွက်ပြီးတော့ဘာလဲမသိဘူးပေါ့နော်အဲ့ဒီလိုကိုသူတို့ကဟိုစိတ်ရောကိုပါပေါ့နော်ဒီရက်ဆက်ကြမ်းကြုံမှုကိုအရသာခံပြီးတော့ပေါ့ တိုက်ခိုက်တဲ့ပုံစံမျိုးကိုတဖြည်းဖြည်းပြောင်းလာတယ်။အခုဒီဟာတိုက်ခိုက်မှုကိုမောင်းသွားတယ်ပိုက်လော့ကလည်းတားနှစ်ယောက်ရှိတယ်လို့ဒီ Facebook စာမျက်နှာပေါ်မှာတက်လာတယ်။သူမှလည်းအိမ်အောင်ရှိတယ်။သူမှလည်းကလေးရှိတယ်ဆိုတော့တားသမီးချင်းကိုချင်းစာတက်ဖို့ဆိုတာလေ။လူလူအတွေးခေါ်ရှိဦးမှာဖြစ်မှာပေါ့။ဟုတ်ကဲ့ဆရာမအဲ့တော့စီးရရစီးရပြတ်မဲ့မဟုတ်တဲ့ဟာတွေဆိုင်ရင်တော့တင်ငေးတိုင်နဲ့ပြလိရှိတယ်။စေးရုံဆိုရင်ကြက်ချီကကျောင်းဆိုရင်တမျိုးရှိမှာပေါ့နော်။အဲ့ဒီလိုမျိုးပေါ့နော်။ဟိုဆရာမတို့အနေနဲ့အဲ့ဒီရွာတွေမှာအဲ့လိုလုံးမယ်ဆိုရင်ရောနည်းနည်းသူတို့ရှောင်တာမျိုးဖြစ်နိုင်လား။ဆရာမဘယ်လိုမြင်မိလဲ။ မှန်တယ်ဆေးရုံအဆောက်အုံတွေကို H ပုံစံဆောက်တယ်။ကြောင်းအဆောက်အုံဆိုရင် E ပုံစံဆောက်တယ်။အဲ့တော့အဲ့ဒါတွေလုပ်လို့ဘာထိုးမလားဆိုတော့ပြီးခဲ့တဲ့2024လေးမှလာမသိဘူးနော်။ဒီနိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တစ်ခုပေါ့။အဲ့ဒီအဖွဲ့ကခေါင်မိုးပေါ်မှာဆေးတုပ်ပြီးတော့မှသူတို့အဖွဲ့ရဲ့နာမည်ကိုစာရေးထားတယ်။တော့အဲ့အဖွဲ့စည်းနာမည်တော့ကျွန်မထည့်မပြောတော့ဘူးပေါ့နော်အဲ့လိုမျိုးသူတို့အမိုးမှာစိတ်တုပ်တယ်သူတို့ရဲ့တင်ကြတာပေါ့နော်အဲ့ဒါကိုရှင်းခံဒါကိုတောင်မှတဲ့တဲ့ ဘုံကျဲချသေးတာကျမတို့ဘာမှမျှော်လင့်နေရပါနဲ့ပထမဆုံးသူခိုတလောပိုင်းတော့ငါဆေးဝါးဖူးတာတဲ့နေရာတွေအားလုံးကိုဦးစားပေးပြီးလိုက်ပြီးဘုံကျဲတယ်အခုပညာသင်ကြားရေးတွေတေချာဘောက်ကိုရွေးချယ်ပြီးဘုံကျဲတာမသိလို့မဟုတ်ဘူးဘာလို့လဲဆိုတော့တခါဖြတ်ပြန်သွားပြီးသားလေဖြတ်ပြန်လို့အောက်မှာကြောင်းသားတွေရှိတယ်ကြောင်းခွင့်နေတယ်ဆိုတော့မြင်တော့မှနောက်တစ်ချိန်ပြန်꿰လာတဲ့သူအတွက်ကျမတို့ကဘာသင်္ကေတပဲလုတ်ပြလုတ်ပြ ရုပ်မှမဲ့သူကတော့ရုပ်မှမှာပဲလို့ကျမကတော့ပြောချင်တယ်ရှင်ဘလိုပဲဖြစ်ဖြစ်ပြည်တွင်းစစ်မှာသူတို့ရဲ့အာသာတဲ့ဒီလေကိုတုံးတာကိုကဒါကိုတရားမျှတမှုမရှိဘူးဆိုပြီးတော့အားလုံးကတော့ဝေဖန်သုံးသက်တာပဲလက်တွေပကတိရတယ်ဒီလိုပဲလीနော်နိုင်ငံတကာကိုလည်းဒီကိစ္စနဲ့ပတ်သက်ပြီးအခုတင်ပြရတယ်လုပ်နေတယ်လို့သိရတဲ့ခါကျတော့ဆ iam မအနေနဲ့ပေါ့နော်ဆ iam မကစီရန်ဆ iam မဆိုတာလည်းကျွန်တော်သိရတယ်နော်ကတိကဆ iam မအနေနဲ့ဒီလိုအခြေအနေမျိုးတွေမှာပေါ့နော်ဟိုဒါတွေကိုကြော်လွားနိုင်မယ့်အခြေအနေတစ်ခုပေါ့အနေဆုံးစစ်မဖြစ်အောင် ဘယ်လိုမျိုးဆရာမစဉ်းစားမိလဲဟိုဒါတွေကြော်လွားနိုင်ဖို့ပေါ့နော်နိုင်ငံတကာလို့ပြောတော့လေစစ်ကောင်စီကိုအပြစ်ထောက်ခံတဲ့နိုင်ငံတွေရှိတယ်လေဒီစစ်ကောင်စီရဲ့လုံရက်တွေကိုသဘောကျလို့လက်ခံလို့ပေါက်ထားတဲ့နိုင်ငံတကာကထောက်ခံမှုရှိတော့နိုင်ငံတကာကိုထဲ့လည်းမတွက်ဘူးဂီယူလည်းမဆိုင်ဘူးအလေးလည်းမထားလို့ဒါတွေဖြောင်းလို့ဝင်လာတယ်ဒါကျမတို့ဘက်ကဘလောက်ပဲဟာဂျနီဗာကွန်ဗင်းရှင်းနဲ့လူခွေးတွေလေးစားလိုက်နိုင်လို့ပြောပြောစစ်ကောင်စီဘက်ကကိုကျိုးစီဝါအညာထောက်ခံထားတဲ့နိုင်ငံတွေရှိအဲ့ဒီနိုင်ငံတွေအားကုန်တဲ့လေးစီလက်တက် ပြည်တွင်းထမှာမဟုတ်ဘူးအဲ့ဒါတွေဘယ်ဟာရတယ်လဲအဲ့တော့ကျွန်တော်တို့နိုင်ငံတကာကိုတင်ပြပြစီရတင်ပြမယ်အရေးယူခြင်းမယူခြင်းပေါဝင်ခြင်းမပေါဝင်ခြင်းကသူတို့ဘက်ကအပိုင်းကျွန်တော်တို့ကတော့ကိုယ်လုံးချုံရဲ့အတွက်ကိုပဲပြင်ဆင်နေကလေးတွေဆက်လက်ပြင်ဆင်တင်ကြဖို့အတွက်လည်းလောလောဆယ်ကတော့အကြောင်းကြီးပြိတ်ထားတယ်ပေါ့အဲ့တော့စစ်ကောင်စီဘက်ကလည်းပြောကြပေါ့ ဒီဘက်ကလူကြီးကလေးသူငယ်တွေပညာသင်ကြားခွင့်မရှိဘူးပေါ့နော်လောလောဆယ်ရက်တန်ထားတယ်ပျော်ချပေါ့သူတို့ကအဲ့ဒါဖြစ်စေချင်တာပေါ့လုံလုံစိတ်ချရတဲ့အချိန်ဒီတည့်ရဖြစ်အောင်ကျမတို့စူးစမ်းပြီးတော့မှဒီအလုပ်တွေကိုရှစ်ဆက်လုပ်မယ်လို့လောလောဆယ်တော့စီစဉ်ထားတယ်ရှင်ဒီကိစ္စမှာဆ iam အနေနဲ့ဟိုဗီဒီယိုနဲ့ပေါ့နော်တင်ပေးတာပေါ့ line ပေါ်မှာဖြစ်နေတဲ့အချိန်ဒီဆိုတော့ဆ iam ကိုနိုင်ဆ iam ရဲ့လုံခြုံရေးရလေဟိုသုံးတရားစိုးရင်ရလားစိုးရင်ရပါလေအဲသူတို့ line ပေါ်မှာအဲ့လိုတွေသတင်းထုတ်ပြန်ပြီးဖွာနေတယ်ဆိုကျမမသိဘူး ျမကတော့ရိုးရိုးတန်းတန်းဓမှတ်တန်းတင်ထားတယ်အဲ့ဒီနေရာချက်ချင်းတင်ဖို့လည်းအဆီစင်ရှိဘူးအကွာကိုပဲဓမှတ်တန်းတင်ထားပြီးတော့မှတက်တည်ခံအနေနဲ့ပေါ့နော်သူတို့ကိုတရားဆွဲဆိုတဲ့ချိန်မှာဒါကအပစ္စည်းတက်တည်လူတက်တည်နဲ့တင်ဖို့ဆိုပြီးမှတ်တမ်းကယူလာတာယူလာပြီးတော့မှဒါကျမရဲ့မိတ်ဆွေတယောက်စီကိုကျမအိုက်ဖိုင်ကိုပို့ထားတယ်။ဟုတ်တယ်ကျမကိုဖမ်းမိသွားခဲ့တယ်။အကြောင်း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 ကြောင်းပေါ့နော်။ဒီအပြင်ဘက်မှာရောက်နေတဲ့မိတ်ဆွေတယောက်စီပို့လိုက်တော့သူကဒါလေးကိုတော့အချိန်မဆိုင်မတင်ရင်အဆင်ပြေမလား။ကျမလုံခြုံရောတင်လိုက်ပါ တက်ကလေးတွေတော့လောက်ဖြစ်ထားမှာတော့ကျမအသက်ရွယ်နေဆယ်ကားပြန်တည်ရဲတယ်ကိုလုံးတဲ့လုံးလုံးနိုင်တည်းများလဲကိုလုတ်ခက်ပြီးနောက်ကြောင်းကိုပြန်လှည့်ကျင်လဲနောက်ထားရစရာဘာမှမရှိဘူးတင်လိုက်ပါလို့ပြောတော့မှအဲ့ကြမှာကျမတို့လာရတဲ့နေရာရောက်တာလေနောက်မှကျမဖိုင်တက်သွားပြီးတဲ့အခါကျမှဆဲဆူရဲ့ကောမန့်နေပါလေဝင်လာတော့မှကြည်လိုက်တော့ကိုဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့မဟုတ်တာလေပြောထားတယ်ဆိုတော့ကျမအတိရတာတိရတော့အခုသူတို့ချင်းချင်းဘယ်လိုကြောင်းကြားထားလဲဆိုတော့ကျမရောက်မယ်လို့ထင်နေနေရပါတော့ အကြောင်းပေါ့အဓိကအဲ့ဒီအကြောင်းလေးကိုဦးစားပေးပြီးတော့မှကျဲပါတိုက်ခိုက်ပါဆိုပြီးတော့မှပြောထားတယ်ပေါ့အဲ့တော့ကျွန်မလုံလုံလေးတက်ပါတော့ထုလို့ဂိမ်းမဆိုင်တော့ပါဘူးโอเคအဲ့တော့ဒီဖြစ်ရတဲ့ပတ်သက်ပြီးဆီယမရှင်းပြတော့တော်တော်လေးတော့ရှင်းပါပြီအဲ့တော့ယွာမှာရှိတဲ့မိသားစုတွေပေါ့နော်တေဆုံးသွားတဲ့ကလေးတွေမိသားစုတွေဒီကိုက်တန်ရတဲ့မိသားစုသူတို့ရဲ့ခံစားရတဲ့အခြေအနေကူရပ်ပိုင်းမှာသူတို့ရဲ့စိတ်ဓာတ်ရဲ့အခြေအနေတွေဟိုဘယ်လိုမျိုးတွေ့ရလဲ အဲ့ဒီမှာထိခိုက်ဒဏ်ရာရထားတဲ့ကလေးတွေပေါ့နော်အတက်လူပြီးတော့ကုနေရစေအတွက်ကတော့ချုပ်ပိုင်းဆိုင်ရာတန်ဆွမ်းလာဖို့ကြက်မှလာဖို့ကပထမဦးစားပြီးနောက်ပြီးကြရင်တော့သူတို့စိတ်ပိုင်းဆိုင်ရာအတွက်ကျမတို့ဆက်ပြီးတော့လုပ်ရလိမ့်ဦးမယ်မိဘရဲ့အနေနဲ့ကလည်းတို့ရွာတော့မိခိုးတိတ်ကိုဖြစ်နေတာပဲအရင်ကအလူရှိမှမိခိုးတိတ်ဖြစ်တာအခုကစားချင်စိတ်လည်းမရှိဘူးချက်ပြုတ်ချင်စိတ်လည်းမရှိလို့ မလို့ချက်ပြုံမစားတာအဲ့ဖြစ်တဲ့နေကလေးကြီးတဲ့ဒီတက်ကြီးရွယ်ဦးတွေကတော့မုံလေးပါလေးတွေချော့မော့ချွေးပေါ့။နိုင်ရေးမေးရတာလဲအိမ်ပေါင်းစီလိုဖြစ်နေတာအားအိမ်ပေါင်းစီလိုပဲဖြစ်မှာပေါ့မကွယ်လွန်ဘူးဆိုရင်တောင်မှထိခိုက်ဒဏ်ရာရလို့ရှိတယ်။တချို့အဲမိသားစုနှစ်စုဆိုရင်နှစ်ယောက်စလုံးပါပါတယ်။သမီးနှစ်ယောက်နှစ်ယောက်စလုံးအကွယ်လွန်နေထဲပါပါတယ်။တားတစ်ယောက်သမီးတစ်ယောက်အကွယ်လွန်နေထဲပါပါတယ်။အဲ့လိုမျိုးနဲ့ဆိုတော့ရသူရသားတွေရဲ့ စိတ်ထော်မှာလဲဆိုင်ကလေးအတန်တမျိုးနဲ့မောင်းသွားရင်တောင်မှလေးရင်လေးရင်ဆိုပြီးတော့မှမပြေးနိုင်တော့ဘူးသူတို့ကညစ်ကြီးမှဒီလိုဆွဲသွားတယ်လို့ထင်တယ်ဟိုစိတ်ကိုယ်ဟာကိုယ်လိုဖြစ်သွားကြတာလားမသိဘူးတေးပြီးလွှားပါလားလို့ပြောတော့သူတို့ကြည့်ရတာမပြေးနိုင်တော့ဘူးဒီဓူးတွေမခိုင်တော့တယ်လို့မျိုးကြီးပေါ့နော်အဲ့လိုကြီးဘုတ်ထိုင်ထိုင်ပြီးတော့အေးငါမြေးနေသွားတဲ့နောက်ဖတ်သားသမီးတွေသွားတဲ့နောက်ငါတို့လိုက်တော့ပါမှာအေးဆိုပြီးတော့ကိုတော့စိတ်ကောလူရောပေါ့နော်အဲ့လို ခြုံငုံကြနေတဲ့အနေအထားတွေဖြစ်နေတာရှိသူတို့တော့ပေါ့နော်အခုကုညီစောင့်ရှောက်မှုတွေရော လုံလောက်လာဆရာမဟိုဘာတွေလိုအပ်တယ်အခုလက်ရှိဆရာမတွေ့တလားပေါ့လိုအပ်တာတော့အများကြီးပဲပေါ့အဲ့တော့ဒါရယ်လို့တခုခုအမိတက်ပြောလိုက်ရင်ပြောလိုက်တဲ့ဟာကိုကိုဘက်စစ်ကောင်စီကပိတ်မှာဆိုလို့ကလူချင်းနေဆိုရင်လည်းဝေကြီးပဲလူလိုက်ပြီးတော့ဒီကြမှာလိုအပ်တာကိုဝယ်ပေါ့နော်ဒီလိုပဲလိုမှာတော့အဓိကတော့ထိခိုက်ဒဏ်ရာရတဲ့လူရှိနေတယ်ဆိုတော့ထိခိုက်ဒဏ်ရာရတဲ့လူတွေအတွက်ပေါ့နောက်တော့သူတို့အတွက်စိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေပေါ့ကျွန်မတို့မိခင်နေနဲ့တွေ့တယ်ငိုကြရဲပေါ့လက်လက်လက်ခံနိုင်ပြီပေါ့နော်ပြန်နေတိစားဖို့တော့ကတော့အခြေရောအောင်ပါအဲ့တော့အဲ့ဒီနောက်ပိုင်းဒီအဲ့ပတ်မှာလေးရင်ပြန်တန်းတာတွေပါရောဆက်ရှိနေလေးတာဆမ်းမရှိပါလေမနေ့ကဆိုရင်ဆမ်းမလေးတယောက်ရဲ့နိုင်ဆမ်းမတယောက်ရဲ့နိုင်ကိုလောက်တိုင်းကုန်တင်ញံကုန်ပေါ့နော်ပို့ဆောင်တော့မယ်ဆိုရင်ဆက်ဆက်မှာလေးရင်စီးရတက်လာတယ်တက်လာတော့ခါကျတော့အလုံးအလုံးစုခွဲလိုက်ရတယ် ဒီလေရင်လာလို့တကြားပုံမှန်နိုင်မှာကျဲထည့်လိုက်ရင်ဒီတဲ့ဆုံးဖုံးလို့ဖြစ်မှာဆိုအဲ့တော့အဲ့ဒါကိုနားဆွပြီးတော့မှကျွန်တော်တို့ကဒီစာပနာအခမ်းအနားကိုလှုပ်လိုက်ရတယ်ပေါ့အဲ့တော့စတိုက်လာနေတာပဲအဲ့ဒီခုနနှစ်စီးတက်လာတာကကလေးမြောက်ပိုင်းနဲ့မင်းကင်းကိုလေချောင်းတိုက်ခတ်မှုလုပ်သွားတယ်လို့နောက်တော့တရင်ပြန်ကြားရတယ်ရှင့်ဟုတ်ပြီအဲ့ဆီယမ်းနေနေပေါ့နော်အခုဒီရွာလေးနဲ့ပတ်သက်ပြီးဒီလိုပြတ်သွားနေပတ်သက်ပြီးဘာလို့ကူညီပေးဖို့ရရှိလဲကြာ ကျွန်မကဒီမှာတိတ်ကြရီတော့နေလို့မရဘူးပေါ့နော်ကျမကလည်းတခြားအလုပ်တွေရှိသေးတာဆိုတော့တော့အောင်ဦးမတွားရသေးခင်ချိန်ပိုင်းခြားတွေ့မှာတော့အလူရှင်တွေပို့လိုက်တဲ့ငွေကြေးကိုအလူရှင်တွေစန္ဒာရှိတဲ့အတိုင်းနောက်ဘယ်နေရာကိုလှူပေးပါဘယ်နေရာလှူပေးမယ်နောက်ပြီးတော့ဒီကွယ်လွန်သွားတဲ့ကလေးတွေရဲ့နာမည်နဲ့အသက်ကလေးတွေပါတဲ့ကြောက်စာလေးပေါ့နော်ဒီလိုအုပ်ကူလေးဖြစ်ဖြစ်အခုကလေးတွေက5ယောက်တစ်ချင်း3ယောက်တစ်ချင်း2ယောက်တစ်ချင်း ဲ့လိုမျိုးကြောပြီးတော့မှမြုပ်နှံလာရတာအဲ့လိုမြုပ်နှံမှုဆိုတာရွာကရှိတာမှလူဝေးရနည်းနည်းကိုထိခိုက်ဒဏ်ရာရတာလေထိခိုက်ဒဏ်ရာရတဲ့လူဆောင်းချောက်ဖို့ပါသွားတာရေဆိုတော့သူအင်းကနည်းသွားတယ်နည်းသွားတော့အဲ့ဒီမှာလေအဲ့လိုချင်းနေတဲ့အကိုမြုပ်လိုက်မြုပ်လိုက်တော့ကလေးတွေအတွက်ကောဆက်မနှစ်ယောက်တော့ကောကျမကတော့အဲ့လိုမျိုးလေးလုပ်ပေးဖို့အစီအစဉ်ရှိတယ်စိတ်ပိုင်းဆိုင်ရာအကူအညီနည်းနည်းတော့ တို့နဲ့တွေ့တယ်သူတို့ပြောတာကိုနားထောင်တယ်အသေးစားကြက်မိုင်ဆောင်ဆောင်မှုလေးတွေပေါ့နော်အဲချုပ်ထားတဲ့ဥစ္စာလေးတွေကိုဒါစိတ်ထည့်ပေးတာမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုဆောင်ဆောင်မှုလေးတွေတော့လုပ်ပေးနေပါလိမ့်ရှင်ဟုတ်ကဲ့အဲ့တော့ဆရာမအနေနဲ့အခုဒီဖြစ်ရပုံမှာပြောကျင်တဲ့စန္ဒာတစ်ခုပေါ့နော်ဒီခုမှဆိုလိုတာစစ်ကောင်စီရောနိုင်ငံတကာရောဒီတိုင်းပြည်အတွက်ကိုပြည်သူလူထုတွေအားလုံးအတွက်ကိုပေါ့လေဘာတွေပြောကျင်လဲအဲ့ဒါလေးလည်းပြောပါမယ်နိုင်ငံတကာကိုတွက်လဲကျမတို့အခုနေတောင်းပါတယ် သူတို့ခုလို့ရှိရင်တော့အမြန်ဆုံးနဲ့ဒီဆုတ်ဆုတ်ပြည့်စည်မှုအနည်းဆုံးနဲ့ဒီတော်လိုင်းရအောင်မြင်သွားမှာပါကျမတို့ပြည်သူတွေကတော့ဒီတော်လိုင်းထဲမှာအခုချိန်ထိအောင်သူတို့ကတော့ထောက်ခံအားပေးပြီးတော့ကုညီနေတယ်အဲ့တော့လည်းကျေးဇူးများလိုက်တပါလေဒီတော်လိုင်းထဲမှာပါဝင်နေတဲ့သူတွေကလည်းအားလုံးညီညွတ်ညွတ်နဲ့လက်တွဲပြီးတော့မှဒီစနစ်ဆိုးတွေဒီလိုဘေးဒုက္ခတွေကိုအမြင့်ဖြတ်ဖို့ စစ်ကောင်စီကိုတုံ့လန့်ကြဖို့အတူတူကြိုးစားကြပါလို့ပြောကြားချင်ပါတယ်ရှင်။စစ်ကောင်စီအတွက်ကတော့သူတို့အာဏာတည်နေတဲ့အတွက်ဒါတွေကိုလုပ်နေတယ်။အောက်ခြေမှာရှိနေတဲ့သူတွေကရောစစ်ကောင်စီကသူတို့အာဏာတည်နေတဲ့အတွက်စရိယကံအဖြစ်အတုံးချနေတာအမြင့်မှန်းရပြီးတော့မှတော်လိုင်းဘက်ကိုပူပေါင်းပါလို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။